Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗောနော်တင်းရဲ့တင်းရဲ့တစ်ဖက်လူရဲ့အာအတိတ်ဘဝမှာဗောနော်ဘယ်လိုပတ်သက်မှုမျိုးရှိခဲ့ရလဲဆိုတာလေးကိုကြည့်ပြီးမယ်ဗောနော်အာတင်းရဲ့တစ်ဖက်လူဆိုတဲ့နေရာမှာအာတင်းကြိုက်တဲ့လူကို တွေးနိုင်တယ်เนาะအာအခုကြည့်နေ collateral တွေကြိုက်တဲ့သူကိုတွေးနိုင်တယ်เนาะအဲ့တော့ကိုကြီးရဲ့စဉ်းစားထားတဲ့လူဗောနော်အကိုတွေးနေတဲ့လူ ਨੇ ကိုနဲ့က အာအတိတ်ဘဝမှာဘယ်လိုပတ်သက်မှုမျိုးကြီးရှိခဲ့ရလဲဆိုတာလေးကိုကြည့်မယ်နော်အဲ့တော့စမယ် Okay the cocktail party အဲ့တော့လေပါတီတစ်ခုမှာ တွေ့ခဲ့ရမျိုးပေါ့နော်အတိတ်ဘဝမှာအာဘာနော်ပါတီတွေပါတယ်ပေါ့နော်ပါတီတွေပါတယ်ရှိခဲ့လို့ရှင်လဲ အာပါတီဆိုတဲ့နေရာမှာလူပါတီဆိုတာပေါ့နော်လူတွေဆုံဆုံတဲ့နေရာရီပွဲလန်းတပည့်နေပေါ့နော်ဒါမျိုးပေါ့နော်ဒါကတော့အမျိုးမျိုးတွေ့လို့ရတယ်နော်အဲ့တော့ပွဲလန်းတပည့်နေလူတွေအများကြီးရှိတဲ့နေရာမှာဒီမှာလေခွက်ချင်းတွေတိုက်နေကြရဲဆိုတော့အဲ့လိုမျိုးပါတီလိုနေရာမျိုးလူတွေဆုံတဲ့ပွဲလိုနေရာမျိုးပေါ့နော်မွေးနေ့ပွဲဘာပွဲညာပွဲပေါ့နော်ဒါမျိုးတွေမှာတွေ့ခဲ့တာမျိုး

ဆုံတွေ့ခဲ့ကြရပေါ့เนาะအခုတင်စဉ်းစားနေတဲ့သူ ਨੇ အတိတ်ဘဝမှာဒီလိုပါတီလိုနေရာမျိုးပေါ့เนาะလူတွေပွဲလမ်းသဘင်လိုနေရာမျိုးမှာတွေ့ဆုံခဲ့တာဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့သူစီမာပေါ့เนาะအာသူစီမာတစ်ဖက်အာတစ်ဖက်သူရှိနိုင်တယ်ပေါ့เนาะအဲ့ဒီတော့သူစီမာအာရှိစားပဲဖြစ်ဖြစ်ပေါ့เนาะဒါမျိုးရှိနိုင်တယ်သူ့ဘယ်မှာဒါခဏထားလိုက်အောင် အဲတင်းတို့နှစ်ယောက်အဲ့ဒီမှာတွေ့ကြရပေါ့နော်တွေ့ကြပြီးတော့ဒီမှာလူတွေအများကြီးတွေ့တယ်တွေ့ပြီးတော့လို့ရှိရင်တင်းတို့နှစ်ယောက်တီးတန့်တွေ့ရပေါ့နော်အာနှစ်ယောက်တွေ့တယ်อืมတွေ့ပြီးရဲ့ချိန်မှာပဲပြတ်တောက်သွားခဲ့တယ်နော်ကိုနရှင်ကအရင်ကတော့မကြလိုက်ဘူးပြတ်တောက်သွားခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီဂျားလူကြောင့်ပေါ့နော်ဂျားလူဆိုတာသူရဲ့အရင်ရှိပြီးသားလူပေါ့နော်သူနဲ့ရှိပြီးသားလူတွဲနေတဲ့သူဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်โอเค โอเคဒီ01အရာပေါ့เนาะ01ကိုကြည့်တဲ့အချိန်မှာသင်ကအဲ့လိုမျိုးပေါ့เนาะပွဲလမ်းတပင်းတွေမှာတချင်းဆိုတဲ့သူတရားပေါ့เนาะဒါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီပါတီပွဲတွေဒါတွေမှာကိုကအာတချင်းဆိုတဲ့သူတရားအမှုပညာရှင်တရားဖြောပြရဲ့သူတရားဖြစ်နိုင်တယ်เนาะโอเคအဲ့ဒီမှာ तू ကလာရင်းနဲ့ပေါ့เนาะကိုနဲ့တွေ့ဆုံပြီးရရှင်ညာကိုသဘောကျတော့တာ ကြိုက်သွားတာမျိုးဖြစ်နိုင်တယ်ကိုကလည်းသူ့ကို ပြန်ပြီးတော့အပြန်လှန်အသဘောကျတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် Okay အဲ့ဒီအချိန်မှာတင်းတော့နဲ့ရဝေးသွားပြီးတဲ့အချိန်မှာပေါ့နော်အာတင်းတော့နဲ့ရဝေးသွားပြီးတဲ့အချိန်မှာ ဒီမှာခဏပဲတွေ့ပြီးတော့မှာပေါ့နော်သူစီမှာ connection တခုရှိရတဲ့အတွက်ကြောင့်မလို့အာသူစီမှာဒီ connection တခုရှိရတဲ့အတွက်ကြောင့်မလို့ပြတ်တောက်သွားခဲ့တယ်ပေါ့နော်ပြတ်တောက်သွားပြီးတော့အာသူလည်းသူ့ဘဝနဲ့ပေါ့နော်သူလည်းသူ့ဘဝနဲ့ကိုလည်းကိုဘဝနဲ့နေနေကြတယ်ဒါပေမဲ့ပေါ့နော်သူကတော့ကိုကိုလွမ်းဆွတ်တန်တာပြီးတော့မှဒီမှာလေကြည်နေတော့မယ်နော်လွမ်းဆွတ်တန်တာပြီးတော့ကြည်နေတော့မယ် ။ Yeah. သင်ကလေ음လတ်ထလိုက်ရတာမျိုးပေါ့နော်လတ်ထလိုက်ရတာမျိုး on အာ something ပေါ့နော်လတ်ထလိုက်ရတာမျိုးကတော့ပို့ပြီးရမှာဖြစ်နိုင်တာပေါ့နော်ပို့ပြီးဖြစ်နိုင်တယ်သင်ဒါမလို့ရှင် तू อ่ะပေါ့နော်ဒီမှာတပ်ပါတီးอ่ะ तू မှလည်းရှိနေတဲ့ကြောင့်မို့ तू လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အာ तू ကလတ်ထလိုက်ရတာမျိုးเนาะဒါမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် เนาะตัวละถ้าไล่อ่ะเนี่ยผิดกลางผิดไหนเนี่ยตามองดูရှင်แหละติ่บักก็บ่เนาะติ่บักก็อ่าละถ้าไล่อ่ะเนี่ยบ่เนาะเอ่อที่เตยยาวๆนอกกูไล่ตัวไล่อ่ะเนี่ยละถ้าไล่อ่ะเนี่ยผิดไหนเนี่ยบ่เนาะ the lever လဲကြာထားတော့ချိန်ညာတော့သူနဲ့ကိုနေရတော့အဲ the lever energy နဲ့ပေါ့နော်တော်တော်လေးကိုချစ်ခဲ့ကြတယ် အာကြိုက်ခဲ့ကြရတဲ့သူချစ်ခဲ့ကြရကြိုက်ခဲ့ကြရလို့ပေါ့နော်ဒါမျိုးဒါမျိုးလေးတွေ့ရပေါ့နော်ချစ်ခဲ့ကြရကြိုက်ခဲ့ကြရဒါမျိုးလေးတွေ့ရညာအတော်လေးတစ်ဖက်ဖက်ကတော့ထားခဲ့ရတာပေါ့နော်အာတစ်ယောက်ကလည်းတပ်ပါတီရှိရတဲ့တစ်ယောက်ကလည်းအလိုမျိုးပေါ့နော်လက်ထပ်လိုက်ရတာမျိုးကြောင့်ဝေးကွာသွားခဲ့တယ်ထားခဲ့လိုက်ရတယ်ပေါ့နော်อืม အရှင်ကရေဟာပေါ့နော်သင်တို့နှစ်ယောက်ရဲ့ခြေဆက်ကပေါ့နော်အာရေဆက်ကဝကျွေးပါတဲ့ရေဆက်မျိုးပေါ့နော်အာခံစားရတဲ့အရှင်အတိတ်ဘဝမှာကရေဟာပေါ့နော်သင်တို့နှစ်ယောက်ကအာခံစားရတဲ့ခံစားရမယ့်ကြောင်းတရားတွေကပါလာခဲ့တယ်ပေါ့နော်အာဒီဘဝမှာတော့အဆင်ပြေတာဘယ်လိုလဲတော့မပြောတော့ဘူးပေါ့နော်တိတ်ဘဝမှာတော့မစုံစည်းခဲ့ရဘူးပေါ့ အစောတိတ်ဘဝမှာလည်းတင်တို့တွေကမဆုံစည်းခဲ့ရတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်เนาะအာတပတ် energy တွေရှိတယ်အရာမဆုံစည်းခဲ့ရတဲ့သူတွေဆိုတော့လေဒီမှာเนาะငိုကြွေးရတာမျိုးလေးเนาะတိတ်ဘဝမှာခရဲကအာအသက်ကိုရတာမျိုးလေးငိုကြွေးရတာမျိုးလေးပေါ့เนาะရှိခဲ့တယ်ထပ်ထပ်ကြည့်မယ်ဘာရှိခဲ့သေးလဲရှာတယောက်ကလည်း အိမ်အောင်ဖြူရဲခေါ်ဆောင်ရနာကိုပေါ့နော်အဲ့လိုမျိုးလိုက်သွားခဲ့ရပြီးတော့ဒီမှာအိမ်အောင်ဖြူပြီးတော့ပေါ့နော်နောက်တစ်ရက်ကလည်းအဲ့လိုပဲအိမ်အောင်ဖြူသွားခဲ့တယ်ပေါ့နော်အိမ်အောင်ဖြူသွားခဲ့တယ်အာနေ့အောင်လုံးခံစားရတယ်ပေါ့နော်ဒီမှာတစ်ရက်ကလည်းခံစားရတယ်တစ်ရက်ကလည်းငိုကြွေးရတယ်ရာနော်နေရာတွေပါအာဝေးသွားခဲ့တယ်ပေါ့နော်နေရာတွေဒေသတွေမှာဝေးသွားခဲ့တယ်နေရာ ကုန်မိသားစုနဲ့ကိုအာဖြစ်သွားခဲ့တာမျိုးပေါ့နော်ကုန်မိသားစုနဲ့ကိုဖြစ်သွားခဲ့တာမျိုးနော်အဲနောက်တစ်ခုကကြာပေါ့နော်အဲ့ဒီရဲ့ energy ကြီးပေါ့နော်အရင်တော့ကကြိုက်ခဲ့ချိခဲ့ရတဲ့ကြိုက်ခဲ့တယ်ဆိုရယ် energy ကြီးကနော်မပြောင်းလဲပဲနဲ့ဒီဘဝအတီချိန်ဒီကိုဆက်ပြီးတော့မှ ပါလာတာမျိုးပေါ့နော်အားကြောင့်မို့တယောက်နဲ့တယောက်တွေ့တဲ့ချိန်မှာအာယဉ်နီးနေရပေါ့နော်ယဉ်နီးနေတာယဉ်နီးနေရဒီပါလေ ရှင်းနေနေပြီကြောရှင်းနေနေတာကြောင်းဝင်နေရပါတော့နောက်တစ်ခါဒီ jewelry ပေါ့နော် jewelry ပေါ့ဒီပြပြဆောင်ခြင်းမဟုတ်ဘူးเนาะပြပြဆောင်ခြင်းမဟုတ်ဒီလက်စွပ်ကစိမ်ပွဲလေးနေမရှိနေဘူးเนาะအဲဒါဒီကအရာမပြောဘဲနဲ့ပေါ့เนาะဒီတင်ဂီတာတွေအရာပြောမယ်ဆိုလို့ရှိရင်လည်း မလက်လက်မထပ်ဖြစ်လိုက်တာမျိုးပေါ့နော်မစိစက်ဖြစ်လိုက်တာမျိုးပေါ့ဒါမျိုးလေးပေါ့နော်ဒီမှာလဲအာသမွန်ပေါ့နော်သမွန်ဆိုချင်ကြတော့ဒီလိုပဲဒီမှာသမွန်ဆိုဒီလိုပဲပေါ့နော်ဒီမှာတက်နေတန်လွင်ချောင်းချာပေါ့တယောက်တစ်ဖက်တယောက်ကိုကန်တစ်ဖက်စီဖြစ်သွားပြီးတော့မှအဖြူလေးနဲ့နက်ကလေးဖြစ်လာတယ်ပေါ့နော်ဖြူလေးနဲ့နက်ကလေးဆိုချင်ကြတော့အာတစ်ဖက်ကသူကအသားညိုရဲသူဖြစ်မယ်အဲကိုကအသားဖြူရဲလူဖြစ်မယ်ဒါမှမဟုတ်လို့ရှင်သူကအသားဖြူရဲလူကိုကအသားညိုရဲလူ ာလာလေးရဲ့တိတိတကာကွဲထွက်နေမယ်နော်။ရှာလုံးအောင်ကာလာလေးရဲ့တိတိတကာကွဲထွက်နေမယ်။တင်းရဲ့တစ်ဖက်လူကအသားမဲအသားဒါတော့နော်။ကျမမဲတယ်လို့ပဲပြောရမယ်နော်။မဲတာညူတာဖြစ်နိုင်တယ်။ဒါမှမဟုတ်လို့ရှင်တင်းကမဲတာဒါမှမဟုတ်ညူတာဖြစ်နေတစ်ဖက်ကဖြူတာဖြစ်နိုင်တယ်နော်။ Okay ။အရန်ချစ်ခဲ့ကြရယ်နော်။အဲ့လိုမျိုးလေး။ The lover energy လေးနဲ့ချစ်ခဲ့ကြရယ်။ อืมဒီမှာလေးခန်းစားရမျိုးလေးเนาะโอเคဒါတော့အဆင်မပြေမှုတွေကိုပဲပြတာပဲเนาะအဆင်ပြေမှုတွေကိုပြတာပဲတူအားအေးစစ်စစ် အာစိတ်ငြိမ်တက်တဲ့သူဖြစ်တော့အေးစစနေထိုင်တတ်တဲ့သူလည်းဖြစ်မယ်တဲ့နော်တင်းအောင်ဂယူဆိုင်မှုတွေအာဂယူဆိုင်မှုတွေပေါ့နော်နေထွေမှုတွေပေးတတ်တဲ့သူမျိုးဖြစ်မယ်တဲ့နောက်တင်းအောင်ဂယူဆိုင်တတ်တဲ့သူနွေနွေထွေထွေဖြစ်တတ်တဲ့သူမျိုးနေထွေထွေပေးတတ်တဲ့သူမျိုးနွေရွှေပေးတတ်တဲ့သူမျိုးဖြစ်မယ်နော်ကိုထန်လည်း အတချို့ဆိုလို့ရှိရင်ပေါ့နော်ပိုထက်လည်းအသက်ကြီးရမျိုးဟောဖြစ်နိုင်တယ်ပေါ့နော်ပြောရှင်မှုတွေနဲ့စတွေ့ရင်ကြတာပေါ့เนาะဒီမှာဆိုလို့ရှိရင် ပြောရှင်ခြင်းနဲ့အနေပြီးတော့ အစပြုပြီးတော့မှတွေ့ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ပျော်ရွှင်ခြင်းနဲ့လည်းစပြုပြီးတွေ့ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုဒီဘဝမှာပြန်ပြီးတော့မှတွေ့ဆုံရတွေ့ဆုံကြလို့ရှိရင်လည်းပေါ့နော်ပျော်ပျော်ရွှင်ရွှင်နှစ်ယောက်သားတွေ့ရင်ပျော်နေရမျိုးပေါ့နော်မပြင်းရဘူးပျော်နေရမျိုးလေးတွေအေးတွေ့ရပေါ့နော်ညာ yeah. ။သူကကျတော့ဒီမှာဒီမှာကျတော့သူကအခုဒီခင်းတော့မေရာလေးဖြစ်လာပြီးရောပါပေါ့နော်။ကိုကကျတော့ခင်းတော့ကပ်လေးဖြစ်လာမယ်တဲ့နော်။ဒီအခုလက်ရှိဘဝမှာကျတော့ပေါ့နော်။သူလဲကင်းမယ်ကိုလဲကွင်းမယ်ပေါ့နော်ခင်းတော့ cup ဆိုရတဲ့ကြမလို့အခွင်းတော့ cup ဆိုရတဲ့ကြမလို့အာကိုကပေါ့နော် emotion များတဲ့သူနော် sign တွေရဆိုလို့ရှင် water sign influence များတဲ့လူဖြစ်နိုင်တယ် အဲတဖက်လူကကျတော့ short ဆိုချိန်ကြတော့ပေါ့နော် air sign မျိုးတွေလည်းအဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲသူကပြပြရှင်းရှင်းတော်တော်လက်လက်နေတတ်တဲ့လူဖြစ်နိုင်တယ်နော်အဲကိုကကျနည်းနည်း emotion များတဲ့သူပေါ့နော်အဲ့လိုမျိုးအဲတဖက်တဖက်နဲ့တဖက်ကတော့ဒါကတော့ထုံးစံအတိုင်းပဲပေါ့နော် energy ကတော့ swift ဖြစ်တတ်တယ်သူမဟုတ်ရင်ကိုပေါ့နော်ကိုဘမဟုတ်ရင်သူဘပေါ့နော်အဲတဖက်ကအခုအခုဒီဘဝမှာဆိုလို့ရှိရင်လည်း တယောက်ကပြပြနေတတ်တဲ့လူဖြစ်မယ်တယောက်ကကြာနေနေအအနေအေးတဲ့လူနည်းနည်းအဆွေသမားပုံစံမျိုးလေးဖြစ်မယ်နော်နော်အဲ့ဒီရဲ့ရေဆက်တွေပေါ့နော်အဲ့ဒီရဲ့ရေဆက်တွေကြောင့်ခုဘဝမှာလည်းအာပြန်တွေ့တဲ့အခါတိတ်ဖြစ်တာမျိုးပေါ့နော်ပြန်တွေ့အမ်ပြန်ပြီးတော့ကြောင်းကြောင်းကြောင်းပေါ့နော်ပြန်တွေ့ဖြစ်တာမျိုးတဲ့ဖြစ်နိုင်တယ်နောက်ဘယ်ချိန်ကျတော့ဒီ လူနှစ်ယောက်ရဲ့တွေ့ဆုံမှုပါပေါ့နော်အာ first date မှာဆိုလို့ရှင်ねအာတခြားသူတွေနဲ့မတူဘဲနည်းနည်းလေးအာထူးခြားတာမျိုးရှိမယ်နောက်ပြီးတော့ first date မှာတဲ့ကို တွေ့တာနဲ့တွေကိုပေါ့နော်အသေးလေးဆိုတော့လေတွေ့တာနဲ့တွေကိုကြည်နူးစရာလေးပြောစရာမျိုးလေးပေါ့နော်အာ ice cream လေးလိုပဲပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ် เนาะနောက်ပြီးတော့သူကခီးသွားတဲ့အသင်သူကပေါ့เนาะခီးသွားတဲ့ခီးအမြဲတမ်းနှိပါသွားနေရတဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လဲသင်ကခီးသွားတဲ့အလုပ်တွေပါရေအာလုပ်နေရတဲ့သူမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะအာနောက်ပြီးတော့မှာပေါ့เนาะသင်သူကပေါ့တင်းနဲ့တွေ့တဲ့ခါကြလို့ရှိရင်တပုံရိုက်ပေးရမျိုးလေးတွေပေါ့နော်အာဒါမျိုးလေးတွေလုတ်ပေးရမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအာဒီ ရိုက်ကူးရေးလုပ်ရတဲ့အလုပ်တွေလုပ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် The high prison ဆိုတော့လေတင်းနှုတ်နှစ်ယောက်ထဲကတစ်ယောက်ကလေ intuition အားကောင်းတဲ့သူဖြစ်နိုင်တယ်ဒါပေမဲ့နောက်တစ်ခုကပေါ့နော်တင်းနှုတ်နှစ်ယောက်တွေ့ပြီဆိုလို့ရှိရင်တွေ့တာဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက်ပေါ့နော်စိတ်ချင်းအဲစိတ်ချင်းလေးဆက်တဲ့ connection မျိုးပေါ့နော်စိတ်ချင်းကတိတိတတစိတ်ချင်းကတိတိတတအာနီးစက်နေရမျိုးပေါ့ဒါမျိုးတွေရှိနိုင်တယ် တင်းတို့နှစ်ယောက်တွေ့တဲ့အခါဒိတ်တဲ့အခါဆိုဆိုရလဲပေါ့နော်ကားနဲ့သွားရတာမျိုးပေါ့နော်အာကားနဲ့သွားပြီးတော့အချိန်ကုန်ရတာမျိုးကားနဲ့သွားရတာမျိုးလေအာတွေ့ရတွေ့ရပေါ့နော်သူနဲ့တွေ့လို့ရှိရင်ပေါ့နော်တင်းရလေ အာစိတ်လေးတွေအေးချမ်းသွားပြီးတော့မှာပေါ့နော်စိတ်တွေအေးချမ်းသွားပြီးတော့မှာအေးဆစီလီ princess တယောက်လိုမျိုးပေါ့နော်အာ the empress ဘုရင်မတယောက်လိုမျိုးသူနဲ့တွေ့လို့ရှိရင် princess treatment ကိုကိုဟာရတယ်ပေါ့နော် yeah သူနဲ့တွေ့လို့ရှိရင်လေအမြဲတမ်းလိုလီသိမ့်မရှိဘူးစိတ်ကပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပပါလေးအာလွတ်လပ်ပြီးတော့မှာအေးဆေးပြီးတော့မှာအာ ဒါမျိုးလေးခံစားရတယ်ပေါ့နော်ဒါတော့ main ကလေးတွေကိုအဓိကထားပြောတာတော့လည်းမဟုတ်ပေမဲ့နားထောင်နေသူက collective theory အရာကြားလေးဖြစ်တယ်ဆိုလို့ရှိရင်လည်းဘက်လေးမျှပြီးတော့နားထောင်ပြီးပေါ့နော်ဟိုဘက်ဒီဘက်မျှပြီးနားထောင်ပြီးပါอืม yeah quality time ဆိုချိန်ကလေတကယ်ကို တွေးတဲ့သင်တို့တွေးတဲ့အချိန်မှာပေါ့နော်အာတခါဆိုတခါပေါ့နော်အမှတ်ရစရာတွေ အဲတတ်မှုရှိတဲ့အချိန်လေးဖြစ်မယ်ပေါ့နော်အဲပြီးတော့လို့ရှိရင်ဒီမှာသဘောဆိုတဲ့အတိုင်းပဲပေါ့နော်သင်တို့နှစ်ယောက်တွေ့တဲ့အချိန်မှာလည်းကဘာကြီးတစ်ခုလုံးပိုင်ဆိုင်ရတယ်လို့မျိုးပေါ့နော်ဒီပုံလေးရဲ့အတိုင်းပဲပြီးပြည့်စုံတာမျိုးလေးခံစားရတယ်တဲ့နော်နှစ်ယောက်သားတွေ့နေရလို့ရှိရင်အဲဘယ်အရာမှမလိုအပ်တော့ဘူးပေါ့နော် two shot cup နော်အလိုပဲအဲ့လိုလေးတချို့ အာတချို့တချို့တော့ဗောနော်တချို့တချို့တော့သူလေးတွေဗောနော်တချို့တချို့တော့သူလေးတွေဆိုလို့ရှိရင်ဒီဘဝမှာအာပြန်ပြီးတော့လက်တွေ့ရဖို့ရှိရပေါ့နော်နည်းမယ်နော်20%လောက်ပဲရှိမယ် quality လေးတွေရဆိုလို့ရှိရင်ဒီဘဝမှာပြန်ပြီးတော့မှလက်တွေ့ရဖို့ရှိရဒီမှာကြည့်လေးချမပြောသလိုပဲလက်လေးကိုလည်းကြည့်လိုက်နော်တယောက်ကအဖြူတယောက်ကအညိုးနော်အဲ့လိုမျိုးအသားရောင်မတူတာမျိုးလေးတွေတွေ့ရင် ပြန်ဖြစ်တာမျိုးလေးတွေလည်းရှိမယ်ဒါကတော့ဒါကတော့ပြန်တော့မထူးဆန်းပါဘူးเนาะပြန်ဖြစ်တာမျိုးလေးတော့တချို့တွေကဒီဘဝမှာလည်းအဲ့လိုမျိုးသူ့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်တပ်ပါတီရှိနေရမျိုးเนาะဒီမှာတပ်ပါတီကိုတွေ့ထားတယ်အာတပ်ပါတီရှိနေရမျိုးကိုကိုရိုင်းကတပ်ပါတီဖြစ်နေရမျိုးဂျုံရတတ်တယ်အာ တချို့ကတော့အဲ့လိုပဲပေါ့နော်အအရှင်ဘုအရှင်ဘုရားတော့လည်းဒီလိုပဲသူ့စီမှာသူတယောက်ရှိခဲ့တယ်လို့ပေါ့နော်ဒီမှာလည်းကိုစီသူ့စီမှာသူ လူတယောက်ရှိနေရမျိုးပေါ့နော်အဲ့တော့တချို့တွေကဒီဘဝမှာမတွေ့သင့်တဲ့သူမဆုံသင့်တဲ့သူ reflect ဖြစ်နေရမျိုးလည်းဖြစ်နိုင်တယ်ကြည်ရနော်ဒီမှာလည်းတူတူပဲနော် reflect ဖြစ်နေရမျိုးဖြစ်နိုင်တယ်ဆိုလေဒီမှာဒီလားဒီ energy လေးကိုကြည့်ကြည့်လိုက်နော် three of panic ဒီ energy လေးကြီးကြီးလိုက်ဒီလူနှစ်ယောက်ကဒီလိုကြိုက်နေပြီမြင်ဒီမှာတယောက်ရှိနေနော် okay ဒါတော့ဆိုရင်တော့သဘောပေါက်မှာထင်တယ်ဒါတော့ညာကြောင့်လေးမိန်းကလေးကိုကျွန်မဂျန်တာအောင်ခွဲမပြောတော့ဘူးနော်ကိုကကိုအဆင်ပြေသလိုပဲကြီးလိုက်တော့နော်ဆင်ပြေသလိုကိုကကိုတဲ့ပြီးတော့ကြီးလိုက်တော့ drama John the chariots တော်လေကိုနဲ့တွေ့ရမယ်ဆိုလို့ရှင်လေအာချက်ချင်းဆိုချက်ချင်းရောက်ချလာတာမျိုးเนาะအခုလာပြီဆိုရောက်နေရမျိုးချက်ချင်းဆိုချက်ချင်းရောက်ချလာတာမျိုးအရန်လှည့်မြန်တယ်เนาะတချို့ဆိုလို့ရှင်ကျွန်မပြောလို့ပဲ air sign ဖြစ်နိုင်တယ် air sign energy influence များတာဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးဒီမှာဆိုလို့ရှင်လည်းကြည့်လိုက်မြင်းတွေအဖြူအနက်เนาะ okay ဖန်တစီဆူရအဲ့တော့လေဖန်တစီဆူဆိုရင်တခြားမလို့ပေါ့နော်အာတည်တဲ့အတိုင်းပဲပေါ့နော်ပျော်ရွှင်ရမယ်ပျော်ရွှင်ရမယ်ရှင်ခုံရမယ်နော်음စိတ်ချနိုင်မှုရမယ်ပေါ့နော်စိတ်ချနိုင်မှုရမယ်သူနဲ့ရင်းနှီးပြီးတော့မှလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ပေါ့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 အာနေထိုင်နိုင်တယ်ပေါ့နော် ပြီးတော့လို့ရှိရင်အာနောက်တစ်ခုကသူ့နဲ့ဆိုလို့ရှိရင်ပေါ့နော်ဆွဆွဆဆာလေးတွေအာလောက်တာမျိုးလောက်ရတာရှင်ကုန်စိတ်လှရှာတာတွေကိုကြိုက်ရတာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေအာရှိတတ်ကြတယ်တဲ့နှစ်ယောက်တွေ့လို့ရှိရင်ပြီးရင်စတော့ panic ကိုငွေချေးပါတယ်ငွေချေးတွေပါတယ်အန်နာမျိုးပေါ့နော်အာဒါမျိုးလေးတွေလည်းရှိပါတယ်တဲ့ဒီ connection မှာပေါ့နော်ကျွန်မခံစားမိတာကတော့ အာတိတ်ဘဝမှာလည်းတခြားသူတရားသက်ပါတည်တရားရှိခဲ့ပြီးရှူသွားခဲ့တာဆိုလေဒီဘဝမှာလည်းပေါ့နော်ဒီမှာကျမပြသလိုပဲဒီလိုပဲပေါ့နော်သိရမလားဒီရာတော့သိမှာပါနော်တိတ်အဆင်မပြေနိုင်ဘူးနော်음အဲ့တော့ဒီလိုမျိုးထူးဆော့ခတ်ဖြစ်သွားတဲ့လူမျိုးပေါ့နော်ဒီလိုထူးဆော့ခတ်ဖြစ်သွားတဲ့လူမျိုးကတော့20ရာခိုင်နှုန်းလောက်ပဲရှိမယ်နော်ကျမတော့အဲ့လိုမြင်တယ်ဒီဘဝမှာလည်းဒီလိုလူနဲ့ temporary ပဲသာတွေ့ရမျိုးဖြစ်နိုင်တယ်เนาะ share ကဲပြောရမရှိတည်ရเนาะ temporary ပဲလာတွေ့ရမျိုးဖြစ်နိုင်တယ်ဆိုတော့တင့်ဘက်ကပဲသူ့ကိုเนาะလှည့်ထွက်သွားလှည့်ထွက်ခဲ့တာမျိုးပေါ့เนาะဒါမျိုးဖြစ်တဲ့သူတွေဒါဆိုလို့ရှင်တော့ပေါ့မှာပါเนาะဒါမျိုးဖြစ်တဲ့သူတွေဆိုလို့ရှင်တင့်ဘက်ကပဲလှည့်ထွက်သွားတာမျိုးပေါ့เนาะဒါယောက်ျားလေးမိန်းကလေးမဆိုင်ဘူးเนาะ အဲ့လိုမျိုးပါတဲ့နော်အခုဂျီနီယာသူတွေကအခုဂျီနီယာ collective တွေက social influencer ဟာလောက်တာမျိုးပေါ့နော် influencer လောက်တာမျိုးတိတ်ပေါ်ရမှာလဲတင်ရအဲ့လိုမျိုးလေ artist ပေါ့နော်နှုပညာလောက်ကိုလောက်ခဲ့ရတဲ့သူဆိုတော့လေဟိုဒီဘဝမှာလဲ artist တော့ရတာမျိုးနော်အဲ့နာဗီတာလို့ရှိရင်နော်သူမဒီမှာ family သူ့မှာ family ရှိနေရမျိုးပေါ့เนาะခလေးတွေရှိနေရမျိုးဖြစ်နိုင်တယ်เนาะဒီမှာရှိနိုင်တယ် right person တော့မှန်ပေမဲ့เนาะ right person တော့မှန်ပေမဲ့ဒီမှာဒီလိုဖြစ်နေတာเนาะ right person တော့မှန်ပေမဲ့အဲ့လိုဖြစ်နေတယ်တဲ့အဲ့တော့ oh ကြည်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 เนาะဒီမှာလည်း letter ဒီမှာလည်း right person ပြီးတော့ဒီလိုဖြစ်နေတယ်ဆိုတော့ဒီမှာလည်း family ဆိုတဲ့နေရာမှာလည်းတင်ရဒီမှာလဲထွက်နော်ဒီမှာဒီလိုလေးပြလိုက်တာနဲ့လည်းဒီမှာတင်ကလဲထွက်နော်ကဲဒီဘွားမှာလည်း no hopeless romantic နော် okay ဒါဆိုလို့ရှိရင်ပေါ့နော်တင်းစိတ်ထဲကအာရှိတဲ့သူနဲ့ပေါ့နော်တင်းစိတ်ထဲကရှိတဲ့သူနဲ့အတင်းတို့ရပါပေါ့နော် အာဘလို connection မျိုးဘလို့ပတ်သက်မှုမျိုးရှိရလဲဆိုချင်ကြတော့အဲကျွန်မအရှိရပြောခဲ့သလိုပဲเนาะပတ်သက်မှုမျိုးတွေရှိခဲ့ပါတယ်เนาะအဲ့လိုမျိုးဒီတနေ့ဒီလိုပွဲလန်းတပင်လိုနေရာမျိုးမှာเนาะဒီလိုပွဲလန်းတပင်လိုနေရာမျိုးမှာတွေ့ခဲ့ကြတယ်ပွဲလန်းတပင်လိုနေရာမျိုးမှာတွေ့ခဲ့ကြတယ်เนาะ2 soccer เนาะ2ယောက်เนาะဒီမှာ cheers เนาะ ဒီလိုတွေးခဲ့ကြတယ်เนาะဒါအတိမတိဒီနေလေးရဟုတ် pass ကိုကြည့်တာเนาะထိပ်ပေါ်အောင်ကြည့်တယ်ပြီးတော့ဒီမှာ edit လုပ်လိုက်ရတယ်ဖြတ်တောက်လိုက်ရတယ်ဘာကြောင့်လဲဆိုတော့ဒီမှာ the page ကြောင့်เนาะအဲ့ဒါမျိုးရှိတယ်ပြီးတော့လို့ရှိရင်ကြတော့အခုအဲပြီးတော့တွေးအဲ့မှာလည်းအလိုပဲပေါ့เนาะအဲ့ဒီမှာလည်းအခုလိုပဲဒီလိုတယောက်ကဒီလိုခေါ်ဆောင်ရနိုင်ကိုလိုက်သွားခဲ့ရတယ်တယောက်ကငေးကြည့်နေရတယ်တယောက်ကလည်းအရင်လက်ထပ်သွားတာမျိုးပေါ့เนาะ ဒါမျိုးတွေဖြစ်တယ်ဒီမှာအဲ့ဒီတော့ကလည်းဒီလိုပဲပေါ့နော်ဝေးကွာခဲ့ရတယ်နော်အခုဒီအချိန်မှာပြန်ဆုံတွေ့ရတော့အချိန်ကြောင့်လည်းဒီလိုမျိုးပဲကဲဒီမှာကြည့်လိုက်လေဒီလားသူစော့ကပ်နော်အဲ့လိုမျိုးသူ့ဘက်ကနေပဲဖြစ်ဖြစ်ကိုယ့်ဘက်ကနေပဲဖြစ်ဖြစ်အရင်တော့အရင်ဆုံးလက်ထပ်သွားခဲ့တာမျိုးလေးရှိမယ်နော်အဲ့တော့ငိုကြွေးခဲ့ရတယ်နော်တယောက်က တယောက်ကခြံထားတယောက်ကခြံထားခဲ့တယ်เนาะတယောက်ကငိုကြွေးခဲ့ရတယ်ဒါမျိုးလေးเนาะအတော့အရှင်ဘုရားမှာလည်းခဏပဲဆုံတွေ့ခဲ့ရတယ်ဆုံတွေ့ခဲ့ရပါမယ်အမ်ချစ်ခဲ့ကြရပေါ့เนาะဒီမှာလည်းသူစောကဖိုမှာလည်းသူစောကတွေ့ရเนาะโอเคပြီးတော့ဒီမှာအာ the devil เนาะ the devil လို့ပဲ coming energy မျိုးเนาะဝိကျွေးလေးတွေနှစ်ယောက်လုံးမှာရှိနေတဲ့ကြောင့်မို့လို့ အာတည်တည်ချက်ချပေါ့နော်တည်တည်ချက်ချဆုံးသီးရဖို့ကိုဟောဂျေဆက်ကနဲနေတယ်ပေါ့နော်ဒီလိုပဲပြောရမှာဂျေဆက်နဲနေတယ်လို့ပဲပြောရမယ်အဲ့တော့ဒီလို2 sock cup energy နဲ့ဒီ reading ကိုရှင်းနေတဲ့လူတွေတည်းအဆင်ပြေသွားမဲ့လူကတော့20%လောက်ပဲရှိမှာပေါ့နော်။ကျန်တဲ့သူတွေတော်တော်များများကတော့ဒီလိုပဲလှည့်ထွက်ခဲ့ရတဲ့သူတွေများမယ်ပေါ့နော်။ โอเคဒီ reading လေးကတော့ဒီလောက်ပါပဲအာဆိုလို့ရှိရင်ဒီနေ့ collateral တွေတိုက်တန်းကြမယ်လို့ထင်ပါတယ်ဘိုင်ဘိုင်